ဒီနှစ်သင်ချက်ကိုတော့မရွှေကမွန်ရိုးရအစားအစာတစ်ခုဖြစ်တဲ့ဖျောင်းသီးရနဲ့မှုမှုအေးအေးလေးနဲ့စားရတယ်။သင်ချက်ထမင်းလေးချက်စားပြီးတော့ကြိုဆူလိုက်ပြီနော်။သင်ချက်ငကြိုကိုတော်တော်များများငချောက်နဲ့ချက်ကြပြီမယ်။မရွှေကတော့ပဇွန်ချောင်းနဲ့ပဲအမြဲတမ်းချက်စားလေးရှိတယ်ပေါ့နော်။ပထမဦးဆုံးပဇွန်ချောင်းလေးတွေရေစိမ်ထားလိုက်မယ်။ထမင်းပြုတ်ဦးတည်ဖို့အတွက်ဆန်လေးတွေရေတရေဆေးပေးလိုက်မယ်။ရေငှဲ့လိုက်မယ်။ဒုတိယတရေကိုတော့အိုးပြေဖို့လက်နှလုံးလောက်အလိုထိရေဖြည့်ပြီးပြီးတော့ထမင်းပြုတ်ဦးလေးတည်တင်ထားပြီပေါ့နော်။ တင်းကျပ်ထမင်းချက်တာကမရွှေလိုနေစဉ်စားနေကြထမင်းချက်တဲ့ပုံစံနဲ့မတူဘူးပေါ့နော်။သူကဆန်လုံးလေးတွေလုံးဝပြော့ပြောင်းသွားတဲ့ဒီကိုပြုတ်ပေးရတယ်။ကိုစမ်းကြည့်လိုက်လို့ကဲဆန်လုံးလေးတွေအနေတော်ကွဲသွားပြီဆိုလို့ရှိရင်တော့ရင်ငှဲ့ပေးလိုက်တော့မယ်ပေါ့နော်။ သမင်းကို ရေငဲ့ပြီးပြီးပြီးသားဆိုရင်တော့မဟုတ်ပြန်ဘူး။သူကသမင်းမှာရှိတဲ့အစီနှစ်လေးတွေလည်းဆင်ပြောင်းသွားရအောင်ရေအေးအေးလေးနဲ့အကျဉ်ရေတော်တော်များများပေါ့နော်။ထက်ခါထက်ခါဆေးပေးရတယ်။သမင်းပြုတ်အေးအေးလေးဖြစ်နေလေတင်းကျပ်သမင်းဟာပူစားကောင်းလေဆိုတော့တချို့ကဒီသမင်းထဲမှာရေခဲတုံးလေးပါစိန်ထားကြတယ်ပေါ့နော်။မရွှေကြတော့ရေခဲတုံးလေးမစိန်တော့ဘူးကွယ်။ကဲသမင်းပြုတ်လေးလည်းရပြီဆိုတော့တင်းကျပ်ငကြော်လေးကြော်ဖို့အတွက်ကျက်သွနေလေးတွေအခွန်နှွာပြီးတော့စိတ်ထားလိုက်တော့မယ်။ စိတ်ထားရဲ့ချက်တော့နေလေးတွေကိုရေးသေးချာဆေးကြောပြီးလို့ရှိရင်တော့ရေစစ်ထားလိုက်မယ်။တင်းချက်ထမင်းချက်လို့ရှိရင်တတော်များများကတရက်တီးကိုပဲအသုံးပြုပြီးချက်ကြတာများတယ်ပေါ့နော်။အမှန်တော့တရက်တီးတစ်မျိုးတည်းအသုံးပြုချက်လို့ရတာမဟုတ်ဘူးနော်။တိတူတီးလည်းသုံးလို့ရသလိုဒီမယန်းတီးနဲ့လည်းချက်လို့ရတာပေါ့နော်။မရွှေကချက်တဲ့အချိန်မှာဒီမယန်းစိမ်းလေးတွေအရန်ပေါ်နေတဲ့အချိန်ဆိုတော့ကိုဒေတာအတွက်မယန်းစိမ်းလေးအသုံးပြုပြီးတော့တင်းချက်ထမင်းလေးချက်ထားပါတယ်။ ရန်စိမ်းလေးတွေလည်းထောင်းရင်နဲ့ဒီမှာပစွန်ကြောင့်ရေစိမ်ထားတာလေးတွေလည်းရနေပြီဆိုတော့နှစ်ခုလုံးရောပြီးတော့ထောင်းပေးလိုက်တယ်ပေါ့နော်။မရန်စိမ်းရော ပစွန်ကြောင့်ရောတေချာထောင်းပြီးပြီးဆိုလို့ရှိရင်တော့အရသာလေးတွေထည့်နေတော့မယ်ပထမဆုံးမရွှေတို့အိမ်မှာသုံးတဲ့အရသာမုတ်တစွန်ထည့်လိုက်တယ်။ပြီးရင်တော့စားတစွန်ပေါ့နော်အနေငယ်ထည့်လိုက်တယ်။ပြီးရင်စိမ်းစားငပိလေးထည့်ပြီးတော့တမသွားအောင်နေထားပေးလိုက်မယ်ပေါ့နော်။ တင်းကျန်ကျော်အတွက်အစာလေးလေးပြင်ထားပြီးပြီဆိုတော့အကျော်စားကျော်လိုမေပေါ့နော်ပထမဆုံးမရွှေတို့ကအကျော်မကျော်ခင်မှာဒီတင်းကျန်ထမင်းရင်းနဲ့တွဲဖက်စားမလို့ ဒီငရုတ်တီတောက်လေးတွေကိုအရင်ချော်ပေးလိုက်မယ်ပေါ့နော်ငရုတ်တီတောက်လေးတွေကစီပူလေးနဲ့တေချာနှိပ်ပြီးချော်ပေးလိုက်တဲ့အခါမှာအနံ့လေးကလည်းမှွေးလာပြီးတော့ပွားတက်လာပြီးလေအရန်ကြိုက်စားလို့ကောင်းတဲ့အနေထားပေါ့နော်ဒီနီးညူအောင်အနေထားလေးရောက်သွားတဲ့အထိကိုချော်ပေးလိုက်မယ်ပြီးရင်တော့ဒီစီနဲ့ပဲမွှေတို့တင်းကျန်ကျော်စားကြမယ်ပေါ့နော်ဒါနနွေးမှုတ်လေးအနေငယ်ထည့်လိုက်တယ် ကျက်သွန်နီစိတ်ပြီးရေစစ်ထားလေးကိုလည်းတခါတည်းထဲကျုပ်ပေးလိုက်မယ်ပေါ့နော်ဒီကျက်သွန်နီလေးနည်းနည်းလေးနူးသွားတဲ့အထိကိုမရွှေအားဒီနနွင်းနဲ့စီလေးနဲ့တေချာလေးကျုပ်ပေးလိုက်တယ်ပြီးတဲ့အခါကျမှမရွှေကိုစောစောတုန်းကနေထားတဲ့အစာလေးတွေထည့်ပြီးတော့ကျုပ်ပေးမယ်ပေါ့နော်အရသာလေးတွေကစောစောတုန်းကဒီအစာနေထဲကအကုန်လုံးထည့်နေထားပြီးပြီးသားဆိုတော့လေ ဒီငကြောကြောတဲ့ချိန်မှာဘာမှထမထဲတီးတော့ဘူးပေါ့နော်ဒါပေမဲ့မရွှေကအယောင်လေးပို့လှရအောင်မရွှေတို့မှခေါ်တာတော့ပဲစီပေါ့နော်တချို့ခေါ်တာကြာညို့လို့ခေါ်တယ်ဒီအည်လေးကိုနည်းနည်းလေးပဲထည့်ပေးလိုက်တယ်ဒါကတော့မဖြစ်မနေထည့်စရာမလိုတဲ့အတွက်ကြောင့်ထည့်ပြီးမကြော်လဲကိစ္စမရှိဘူးနော်ကဲအခုဆိုလို့ရှိရင်တော့အနဲ့မူမူနဲ့အရန်ကိုအရသာရှိတဲ့တင်းကျပ်ငကြိုလေးရပါပြီတင်းကျပ်ဓမင်းနဲ့တွဲဖက်စားဖို့ဖေအောင်တင်းရီလေးစားလို့ပါမယ်ဇွန်းထဲမှာဖေအောင်တုံးတေးသေးလေးထည့်မယ် ပြာလေးတွေဆင်းသွားအောင်မှုတ်ထားတဲ့မီးသွေးကလေးပါတူတူထည့်ပြီးတော့အိုးတိုးထဲမှာထည့်ကအဖုံးလေးတေချာဖုံးပေးလိုက်မယ်။လုံးဝအငွေ့တွေလှိုင်းလာပြီးဆိုလို့ရှိရင်တော့ဇွန်းကိုအမြန်ယူထုတ်လိုက်ပြီးတော့ဒီအိုးထဲကိုရေအပြည့်အပြည့်ထည့်ပေးလိုက်မယ်ပေါ့နော်။ စောစောတုန်းကဒီဖျောင်းငွေရည်လေးနဲ့ရည်လေးနဲ့ရောသွားတဲ့ခါမှာဖျောင်းသင်းရည်လေးရပါပြီ။မိသွေးခေရောဖျောင်းစရောကအကုန်ပြန်ယူထုတ်လိုက်တယ်နော်။တကယ်မို့ဒီဖျောင်းသင်းရည်လေးကဖျောင်းနဲ့လှုပ်တာဆိုတော့အန္တရာယ်များမယ်ထင်တယ်ဆိုလို့ရှိရင်လုံးဝမစားနဲ့နော်။ရည်ခေရည်အေးအေးလေးနဲ့စားလို့ရပါတယ်။တင်းကြံထမင်းရောလေ။ မွှေလိုခဲ့ကြတော့ဟိုးငေစင်ငေကအမြဲတမ်းဒီဖယောင်းသင်းရီလေးနဲ့စားလာတာအချင်းဖြစ်နေပြီးမို့လို့စားဖြစ်တာပေါ့နော်။သင်းရီကဖယောင်းနဲ့လည်းလှုပ်လို့ရသလိုနသာနဲ့လည်းလှုပ်လို့ရတာပေါ့နော်။ဖယောင်းနေရာမှာနသာတုံးလေးကိုနည်းနည်းလေးချစ်ပြီးတော့နသာအငွေ့လေးနဲ့နသာသင်းရီလေးနဲ့လှုပ်လို့ရပါတယ်။သခွားမှုရတော့ဖယောင်းသင်းရီနဲ့လည်းသူစားတတ်တယ်ခွေ။ဒါနှစ်ပွဲမြောက်သူစားသွားတာ။သင်းကြံတမင်းလည်းအရင်ကြိုက်တယ်။သခွားမှုရစားပြီးတဲ့အခါကျမှပဲမွှေစားမယ့်အလေးကိုရောက်ပြီပေါ့နော်။ ကြံကြောစားလို့ရှိရင်လေဒီလိုမယုတ်ဒီကြောတော့လေမပါလို့ရှိရင်လက်စမ်းမှမလိုက်ဖက်ဘူးစားမကောင်းဘူးလိုမျိုးငရုတ်ဒီကြောလေးပါကြိုက်မှမှွေးလာလား ဒီမွန်ယူရအစားအစာတစ်ခုဖြစ်တဲ့တင်းကြံထမင်းလေးရလေးတင်းကြံအချိန်အခါရောက်တဲ့အခါမှာမရှိလိုမွန်ပြည်နယ်မှာဆိုရင်စရုတိတာကျွေးကြတာပေါ့နော်နေရာဒေသတော်တော်များများမှာဒီတင်းကြံထမင်းလေးကိုကျွေးကြတယ်ကဲစားချင်းလဲဆိုလဲစားကြလို့ရတယ်ရနော်။အားကြီးပဲကျက်ပါလေ။ဒါမျိုးလေးကြော်စားကြည့်ကြအောင်နော်။